င်းကတော့ကိုရန်တန်ဆိုတဲ့စမှုလုံကန်းတော့တွန်းတ်ကုံချန်နေဖြစ်နေတုံးပြတဲ့တွန်းတ်တမျိုးဖြစ်ပါတယ်စမှုလုံကန်းတော့စမှုတွန်းတ်ကုံချန်ဖြစ်တုံးပြတဲ့ကိုရန်တန်ဆိုရင်ဏိဒာမျိုးစားနေနိဆက်တူပါနိဆက်ပါလေတူပါလေဗြဟ္မဏိဒာမျိုးစားတွေကပါပြမစရာလောကမတူပဲကွဲပြားနေတဲ့ဗြဟ္မဏိဒာလိုမှာခြေခံဓာတ်ဖွဲ့စည်းပုံမှာအတူတူဖြစ်ပါတယ်ဒီเจ้าမြေနာရီ မှဆိုရင်အလူမီနီယံနဲ့အောက်ဆီဂျင်ပေါင်းစပ်ထားတဲ့ကိုရန်ဒမ်မျိုးမျိုးတွေဖြစ်ပါလေ။အလူမီနီယံအောက်ဆိုက်မှာဆိုရင်တစုံတစ်ခုရောနောမပါဝင်ပါကိုကိုရန်ဒမ်အရင်ကဖြူအောင်ဖြစ်ပါလေ။ကိုရန်ဒမ်ပုံမှန်အဖြစ်တန်တိုက်တီနီယံပနာဒီယံခရိုမီယံစတဲ့တွန့်ထွက်တွေတင်းလွန်စားနေပြီးပါဝင်နေပါကပုံဆောင်ခဲနေဖြစ် လူမီနီယာအောက်ဆက် air 203ဖြစ်ပါတယ်။တဘာဝအတိုင်းဖောက်ထွင်းမြင်နေလျောက်ရအောင်ကြည်လင်ပါ။ပုံဆောင်ခဲဖွဲ့စည်းစင်ပါဆိုရင်အတင်မြောင်းတတ်သူရဲ့အညစ်အကြေးတွေပါမှုအမှုတည်ပြီးတော့ကွမ်တိုင်းအယောင်တွေကအမျိုးပြောင်းလဲနေတယ်။ဒါကြောင့်ဤတော်မျိုးခွဲတွေမှာအပြာရောင်အနီရောင်ခန်းရောင်ပန်းရောင်စိမ့်ရောင်အဝါရောင်လေမိုရောင်ဖြူရောင်အယောင်မဲ့စသဖြင့်မျိုးရှိကြပါတယ်။ Grandan ဆိုတဲ့အမည်ကတော့တမီ ဒါဗီယန်ကစကလုံးဖြစ်တယ်ကိုရန်ဒန်ဆိုတာသူ့ရဲ့အတိတ်ပဲကပရမညာနီလာကစင်သက်ပရမညာနီလာဆိုတဲ့အတိတ်ပဲကနေစင်သက်လာဖြစ်ပါတယ်ကိုရန်ဒန်စိတ်ပြီးလေတတိယမြောက်အမဆုံးလို့ဆိုပါတယ်မော့စကီယာကိုဖြစ်ပါတယ်မော့စကီယာမာမာဆင်အရာကိုဖြစ်ပါတယ်ဒုတိယမြောက်အမဆုံးမှာမိုင်ဇနိုက်လို့ခေါ်တဲ့စီလီယွန်ကာဘိုက်ဖြစ်ပါတယ်မော့စကီယာ9.25ဖြစ်ပါတယ် ဘူရနာအဆင်းနဲ့ထိတွေ့မှုရောပျက်စီးခြင်းမရှိသလိုပတ်ဝန်းကျင်အများစုမှာလည်းထိခိုက်ခံရနိုင်မှုမရှိပါဘူး။ဘူရနာအများဖြင့်တော့အနား၆နားပါတယ်ဆက်တကံပုံစံပုံဆောင်ခဲ့ဖြစ်တွေ့ရပါလေ။မှတ်ရောင်ကတော့အယောင်မဲ့ဖြစ်ပြီးတော့ရင်ကျင်းသိသီးစမှာ၄.၃မှာ၄.၁အထိရှိတတ်ပါတယ်။သူကအလွန်မာပြီးတော့အကျန်းခံနေရှိတဲ့သဘောဝတွတ်ထွက်ဖြစ်ကြသလိုလက်တွေ့အသုံးချတဲ့ လက်တွေ့သုံးချမှုတွေရစိန်ပြီးနေအမှားဆုံးတွတ်တက်တမှာပါဝင်ပါတယ်အလင်းဖောက်နိုင်တဲ့အညူရောင်ကူရန်တန်နဲ့အယောင်တင်းအယောင်တင်းကြောက်မှုတွေမှာကူရန်တန်ရဲ့အများဆုံးတွေ့ရတဲ့အယောင်တွေဖြစ်ပါတယ်ရန္နာတန်းမွင်တဲ့ကူရန်တန်တွေကိုစမှုလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ကိုဘတ်ဆက်ကူစမ်းပေပါအနေနဲ့နောက်လွန်သွားများနဲ့ပေါ်စားပြီးဒီမှာအသုံးမဲ့ကြပါတယ်ဒါကလည်းသူ့ရဲ့မှာကြောတဲ့အရင်ရှင်းကြောင့် သုံးချနိုင်ခြင်းဖြစ်ပါတယ်ကိုရန်တန်ကိုစက်မှုလုပ်ငန်းသုံးပုံစားပစ္စည်းတွေကနေပြီးတော့ပုံစားပစ္စည်းတွေကနေတတုပလတ်စတစ်နဲ့လက်နက်ကရိယာအထိပြုလုပ်သုံးစွဲကြပါတယ်အရောင်တင်မှုတွေမှာကိုရန်တန်ရဲ့ခြားပစ္စည်းတွေရောနှောပြီးတော့သုံးစွဲထားပြန်ပါတယ်လူလုပ်ကိုရန်တန်စိုင်နက်တစ်ကိုရန်တန်ကိုရန်တန်ကိုတခွေကမှာဆက်သထုတ်လုပ်ပြီးတော့1839ခုနှစ်မှာစတင်ပြုလုပ်လာနိုင်ခဲ့တယ်1903ခုနှစ်ရောက်မှာအများပြားစတင် ထုတ်လုပ်လာခဲ့ပါတယ်မူလမှာ လူလုတ်ပရများထုတ်လုပ်ဖို့အတွက်ရည်ရွယ်လုပ်တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဂျူရူတွေမန်ဘလူးထုတ်လုပ်တဲ့နေရာတွေမှာအသုံးပြုလာပြီးတော့ကုတ်ချစ်ဂျာတွေတန်ခံနိုင်တဲ့မှန်တယ်များနေရာမှာအသုံးပြုလာပါတယ်။နောက်ခန္ဓာကြီးမြင့်မားတဲ့အမြင်အာရုံဆိုင်ရာပစ္စည်းတွေထုတ်လုပ်ရမှာလည်းလူသုံးများလာခဲ့။ကွရန်တန်ပေါ်စားပစ္စည်းစမ်းပေပါဖြစ်အသုံးပြုတဲ့နေရာမှာလူလုတ်ကွရန်တန်ကိုအသုံးများလာကြပါတယ်။အကြံခံကွန်ကရစ် FBTD ကွန်ကရစ်ပရိုများမှာဆိုရင် အသုံးပြုလာကြသလိုတရားတွေမှာမချုံအောင်ပြုလုပ်တဲ့ပစ္စည်းတွေနေရာမှာတင်းနေကြဲအသုံးပြုလာနေပါတယ်ပူရန်တဟာမာကျော်ပြီးတော့ဖောက်ထွင်းမြင်ရတာကြောင့်စကုအာယုံဆိုင်ရာမှာအသုံးချနိုင်တဲ့မှန်ဘလူးတွေအကတ္တဆိုင်ရာပစ္စည်းတွေမှာအသုံးချလာကြပါတယ်ဒီဗီဒီယိုလေးကတင်တို့အတွက်တခုပေးနိုင်လိမ့်မယ်လို့ညွှန်လင့်ပါတယ် like and subscribe ပေးခဲ့ကြပါအောင်လို့ပြောလို့ပါတယ်ကြည့်ရှိသူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ